အင်းလေးဒေတာငလင်နဲ့ပတ်သက်ပြီးပြန်လည်ထူထောင်ရေးအတွက်သမီးလေးကာယန်ရဲ့ပထမဆုံးဓာတ်ပုံလေးနဲ့ပထမဆုံးအလိုအနေနဲ့စက်သိန်း20လူရန်ခဲ့တဲ့ညီနီခင်သောပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဂီတာလမ်းကြောင်းပေါ်မှာပရိသတ်အားပေးမှုများစွာရရှိထားတဲ့အဆိုရာညီနီခင်သောကတော့အင်းလေးဒေတာငလင်နဲ့ပတ်သက်ပြီးပြန်လည်ထူထောင်ရေးအတွက်သမီးလေးကာယန်ရဲ့ပထမဆုံးဓာတ်ပုံလေးနဲ့ပထမဆုံးအလိုအနေနဲ့စက်သိန်း20လူရန်မှုကိုယမန်နေ့ကပြုလုပ်ခဲ့ပါတယ်။နီနီရဲ့သမီးလေးကာယန်ရဲ့ပထမဆုံးအလိုလေးပါ အင်းလေးဒေတာပြန်လဲထူထောင်ရင်းနဲ့ရေပေါ်အင်းလေးတွေတိစောက်ပေးဖို့အတွက်တမီးလေးနဲ့ဟီပိုကနေငွေကျပ်30ကိုလူရမ်းမာရဲရှင်းလို့အဆရိုနီနီခင်ဇောကပရိသတ်ကိုအတီးပေးလာပါတယ်။နီနီခင်ဇောကငလင်ကပ်ပြီးမဖြစ်မီရပ်ပိုင်းအလိုမှာတမီးလေးကိုဖွားမြင်ခဲ့ပါတယ်။ကြေကွက်စရာဘေးအန္တရာယ်တရင်တွေကြောင့်သာအခုမှပဲတမီးလေးမွေးဖွားကြောင်အတီးပေးပြတာပါလို့ဆိုပါတယ်။ငလင်ဘေးအန္တရာယ်ရေကြောက်ရောက်နေချိန်မှာနီနီအနေနဲ့အခုမှတမီးလေးမွေးဖွားတာကိုအတီးပေးပြတာပါ။မေမေရောခလေးပါကြံမာပါတယ်။ ပြန်နေရကအပေါင်းမှကင်းလို့ဝေးကြပါစေလို့ဆုတောင်းပါတယ်ရှင်လို့သူမကဆက်ပြောပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့အင်းလေးဒေတာရှိငလျင်ပေးတင်ပြီးအလုံးစုံပြည့်စည်သွားတဲ့အင်ဂျင်2298လုံးအတွက်တိန်အောင်ကို70သိန်းလုံးနဲ့စုစုပေါင်း7သိန်းပေါင်း2300ကိုထောက်ပံ့ကူညီမှုပေးရင်အပိနှစ်သိန်းစကားပြောခဲ့တဲ့ခိုင်နှင်းဝေးအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ပရာဟိတမင်းသမီးခိုင်နှင်းဝေးကတော့ညောင်ရွှေမြို့နယ်အင်းလေးဒေတာမှရှိတယ်။ငလျင်ပေးတင်ပြီးအလုံးစုံပြည့်စည်သွားတဲ့ အင်ဂျင်2298အင်အတွက်တိန်နှောင်းကို70သိန်းနှုန်းနဲ့စုစုပေါင်း7သိန်းပေါင်း2300ကို၆ပတ်ကူညီမှုပေးရင်အားပေးနှစ်သိန်းစကားပြောခဲ့ပါတယ်။အမကတော့အင်းလေးမှလာပြီးတော့ငွေသားလာလူပေးပြတာပါ။တိန်နှောင်းကို70သိန်းနှုန်းနဲ့ပေါ့။အင်ဂျင်ပေါင်း2298အင်ကိုလှူတာပါ။အမလာလူချိန်မှာပထမရေပေးတော့ကလည်း၅လကျော်၆လလောက်ပဲခြားသေးတာလေ။အမငလျင်ပေးကိုဒုတိယအကြိမ်ထပ်လာလို့ရလို့စိတ်ထဲမကောင်းပါဘူးပထမဟာကအသက်ဆုံးရှုံးမှုမရှိဘူ ရေကတရရိတ်တက်ပြီးအိမ်တွေမြုံနေတယ်ဒီတဲ့ချင်းကဝုန်းခနဲ့ဆိုရင်ပြေးစရာမြည်လည်းမရှိဘူးရေထဲမှာအိမ်တွေပြီးပြီးညက်သွားတာတို့ဓာတ်လိုက်ပြီးဆုံးတာတို့အောက်ကိုခုံချပြီးမယ်အိမ်ပစ္စည်းတွေပြီးဆုံးသွားတာတို့ရေမောမီပြီးဆုံးတာတွေရှိပါတယ်ကလေးတွေလည်းဆုံးကြတယ်52ယောက်ဆုံးတာလည်းရှိတယ်ကလေးတို့တိုင်းမိခင်ကလေးနဲ့ဝုန်းခနဲ့လွှဲထွက်သွားတာကလေးနဲ့အမေဆုံးတော့ရင်ထဲမှာတော်တော်မကောင်းပါဘူးဘယ်နေရာဖြစ်ဖြစ်ငလျင်ပေးတဲ့သူအားလုံးသူအကြောင်းနဲ့သူဆိုပေးမယ်အားလုံးအကျွတ်ကအစီမကောင်းစရာတွေပါပဲ အင်းလေးကိုဒုတိယအကြိမ်ပြန်လာတာဆိုတော့သူတို့လေးတွေကိုမက်ခိုင်နှင်းဝေကထပ်ပြီးလာကူညီကြပြန်ပြီဆိုပြီးနှုတ်ဆက်ကြတော့ဝမ်းသာရမလားဝမ်းနေရမလားမသိဘူးစိတ်ထဲမှာလေနောက်တစ်ခါလာရင်တော့ပျော်ပျော်ရွှင်ရွှင်ပဲလာခြင်းတယ်လို့အပိစကားပြောပြတယ်လို့မက်ခိုင်နှင်းဝေကပြောပါတယ်ဒီလူရမ်းမှုကတော့ပျက်စီးသွားတဲ့အင်းစရင်တွေကိုဧပြီလ၄ရက်ကရွာသူကြီးတွေကောက်ခံထားတဲ့အင်ဂျင်2298အင်အတွက် တိုင်းနာကို70သိန်းလုံးနဲ့စုစုပေါင်း7သိန်းပေါင်း1300ကိုထောက်ပံ့ကူညီမှုပေးခဲ့တယ်လို့သိရပါတယ်။ခိုင်နေဝင်နဲ့ခုနှစ်ရက်တာသမီတွေရဲ့ငွေလျင်ပေးတဲ့အတွက်အလူငွေတွေကတော့7သိန်းပေါင်း6000ကျော်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာငွေလျင်နောက်ဆက်တွဲငွေလျင်တွေစတိုက်ဆိုသလိုထမ်းမှန်လောက်ခံနေတာမို့ပြည်သူတချို့လည်းငွေလျင်ပေးဆက်လက်ခံစားနေရတာလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့စုံခရံပွဲတော်အတွက်ဆာဖီရိုက်ချင်းနဲ့အရက်တော့ချင်းသတိပေးချက်များထုတ်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။ ဆုံခရံပွဲတော်အတွင်ထိုင်းလူငယ်တွေအနေနဲ့ဆယ်ဖီရိုက်ခြင်းအရက်တော့ခြင်းနဲ့ပတ်သက်ပြီးထိုင်းဆိုရကသတိပေးချက်တွေ ထုတ်ပြန်တာကိုထိုင်းကသတင်းမှာရေးသားဖော်ပြထားပါတယ်။ထိုင်းနိုင်ငံဟာကမ္ဘာကျော်ဆုံခရံပွဲတော်ကျင်းပဖို့အတွက်အစံသင်ဖြစ်နေချိန်မှာအဆိုရကလူငယ်တွေအနေနဲ့မသင့်လျော်တဲ့အကြောင်းအရာတွေအွန်လိုင်းပေါ်မှာ post တင်တာတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ အမိုက်စာဝယ်ဆောင်တွေကလည်းအရတောက်တဲ့ပါတီတွေအထိဆိုရှယ်မီဒီယာပေါ်လွှင့်တင်မှုတွေကဥပဒေကိုချိုးဖောက်နိုင်ပြီးပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်တယ်လို့အာဏာပိုင်တွေကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အစိုးရပြောရေးဆိုခွင့်ရှိသူတအုပ်ကလူအများအပြားကတကြံပွဲတော်အခိုက်အတန့်တွေကိုအွန်လိုင်းပေါ်မှာမျှဝေခြင်းကိုနှစ်သက်ကြပြီးမယ်။အချို့သော post တွေကဥပဒေလမ်းကြောင်းကိုကျော်လွန်သွားတယ်လို့ဆိုပါတယ်။လူငယ်တွေကိုတတိထားဖို့တောင်းဆိုပါတယ်။အဝဲဗလာအရက်သေးစားဒါမှမဟုတ်အကျဉ်းပြတ်တဲ့လှုပ်ဆောင်ချက်တွေပါဝင်တဲ့အကြောင်းအရာဟာ ဥပဒေအကြောင်းအရအကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ဒါအပြင်အရတောက်တော်မှုထိန်းသိမ်းရေးအဥပဒေကိုဖောက်ဖျက်ပါကထောင်နဲ့တနှစ်အထိဒါမှမဟုတ်ဘတ်၅သိန်းအထိချမှတ်နိုင်တယ်လို့သိရပါတယ်။ဒါရိုက်ထုတ်လွှင့်ခြင်း၊ upload တင်ခြင်းဒါမှမဟုတ်အများသူကအကျဉ်းစာရိုက်တာကိုထိခိုက်စေတယ်လို့ယူဆရတဲ့ဗီဒီယိုတွေကထိုင်းဥပဒေအမျိုးမျိုးဖြစ်တရားစွဲဆိုခြင်းကိုလည်းဥတီစေနိုင်တယ်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားပါတယ်။